ဒီနေ့ပြောပြပေးမယ့်ပုံမြင်လေးကတော့ပြိတ္တာဖြစ်သွားသည့်ဈေးတယ်များဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။ပုံမြင်လေးကိုမစတင်ခင်မှာ channel လေးကို subscribe လေးနှိပ်ပေးဖို့တောင်းဆိုပေးရစေ။ပုံမြင်လေးစလိုက်ရအောင်တိကြီရီတောင်ဝေပါရတောင် ဝေပုလတောင်ဗဏဝတောင်ဂိဆာကုတ်တောင်စသည့်တောင်၅လုံးတို့ကာထားသည့်ရာဇဂျိုမြို့တော်တွင်မှဖြစ်၏။ဒီမျိုးတော်ကြီးတွင်မှာတော့ဈေးရောင်းဈေးဝယ်ကုံတယ်ပွဲစားတို့ပြပန်းခတ်မြစီကားလာသည့်ဈေးကြီးတစ်ဈေးရှိ၏ အနေနဲ့ရဲ့ရက်မှကုံစီများလာရောက်ရောင်းချတဲ့ကဲ့သို့အပြန်၌လည်းလိုအပ်သည့်များကိုဝယ်သွားကြကုန်၏ထိုရာဇတ်ကြိုဈေးကြီးထဲမှာတော့အခြားအခြားသောဈေးတွေမှများကိုမတိလင်သာရှိမည်စန်ဒီထောပတ်တီပြားရည်တီစီတီဆိုဒီဈေးတီမလေးဦးကိုမူမတိသူမရှိသူတို့၏အမိမာ ထင်ရှား၏အကြောင်းရင်းမှာ အပြောဆိုချိုသာနုညံ့သလောက်ဈေးရောင်းရာကောက်ကျစ်သောကြောင့်ပင်ဖြစ်သည်အဘယ်သူသည်အင်းတို့၏ဆိုင်ရှိသို့ဈေးဝယ်ရန်ရောက်လာမည်နည်း ရောက်လာရင် ရောက်လာခြင်းလင်းတို့ကိုမျက်နှာရှင်ပြနှုတ်ဆချိုချိုနှင့်ဈေးဝယ်မိသူလိုကြအောင် ဖော်ဖော်ရွေရွေဆက်ဆံပစ်လိုက်သည်ကြီးညင်းတို့ဆိုင်တို့ဈေးဝယ်ရန်ရောက်လာသူမှန်သည်။ဈေးမတည့်သဖြင့်လှည့်ပြန်သွားရသည်ဟု၍ရာဇဝင်မာမရှိ။အိုးဈေးကလည်းများလိုက်တာလျှော့ပါအောင်တီလောက်တော့ထားပါနော်။ ခုဝယ်သူကဆိုလာမလားမဖြစ်ဘူးဟု၍မရှိစေရဈေးကများတဲ့လားများတယ်ဆိုရင်လေကိုချင်းကိုချင်းတွေပဲဟာလျှော့ရမှာပေါ့ကိုင်းဘလောက်ထားပေးရမလဲပြောဟင်းဟင်းအမားတို့ကမလူတက်ဈေးရောင်းဆိုတဲ့အတိုင်းပြောလို့ကိုဈေးရောင်းနေတာဒီလိုမျိုးစကားအခေါ်ပြောကညက်ဝယ်သူစိတ်တိုင်းကြလိုက်ရောလေတော့မြည်တိဈေးဝယ်သူကနင်းတို့ဆိုင်တို့ကြော်ရောင်ကွင်း၍သွားပါအန်နီး လောက၌ကောင်းပြီဆိုရင် ခံရပြီဒါမှတ်ဟုသောကားစာနှင့်အညီကြောချပါမှတပြမှန်တိကြရသည်ဈေးဝယ်သူတို့အဖို့အိမ်ပြန်ရောက်ပြီးတကာလမိမိတို့ဝယ်လာသောပစ္စည်းတို့ကိုချိန်တွယ်ကြည့်လေမှအလေးစင်းလဲတောင်းစင်းလဲဤဒဏ်ကိုခံလိုက်ကြရပြီဖြစ်ကြောင်းသဘောပေါက်ကြတော့သည် ထိုဈေးတယ်မလေးဦးကဤကဲ့သို့မဟုတ်မမှန်သောနီလန်းများကိုအုံပြုလျက်စီးပွားရှာခဲ့ကြ၏ငွေစကြေးစများကိုစုခဲ့ကြ၏သည့်အတွက်ကြည်ကြည်တက်မချမ်းသာသည့်တိုင်ရွှေတွဲလွဲငွေတွဲလဲဖြင့်ပဝင်းကျင်အလေ၌မောနိုင်ကြွားနိုင်ခဲ့၏အတန်အသင့်စုမိဆောင်မိနိုင်ခဲ့ကြဒီတို့ဖြင့်တမအာဇီဝကြပဲဝိတမလောဘဇောတိုက်အကုသိုလ်ရေလင်ကျော၌မျောပါရင်းမှ သူတို့သည် အနေဆသဘောအရကွယ်လွန်ခဲ့ကြသည် ထိုအခါဈေးဝယ်သူတို့အားအလေးမမှန်တောင်းမမှန်လိန်ညာကောက်ကျစ်စင်လဲစွာဖြင့်ကလိန်စီညံစင်လျက်ဖောက်ပြန်သမှုပြုခဲ့သည့်အကွက်၎င်းရိုးသားသောဈေးဝယ်သူအပေါင်းသားစော်စော်ကားကားပြုမှားခဲ့သောဒူစီရိုက်အကုသူတို့ကြောင့်၎င်းဘဝကူးလေးသောအခါအစာလဲမစားရရေလဲမတောက်ရနှင့်အငက်ကြီးငက်ကြသောပိတ်တာမကြီးများဖြစ်သွားကြလေ၏သူတို့၏ဆင်းရဲဒုက္ခကကြီးမားလွန်းလာပေသည်ထမင်းပေးပါ စာလုံးလိုပါရေပေးပါ စာလုံးလိုပါဟု၍တလန်းဝင်တလန်းထွက်အိမ်ကြီးအိမ်ဝင်ရင်းငိုကြွေးမိတန်းကတစားစားအော်ဟစ်တောင်းခံနေကြရလေတည်းအကာလညအခါဖြစ်ချေ၏လမ်းမိုက်ညပေမို့ထင်ရာဇကြိုးတစ်မျိုးလုံးသည်မှောင်အတီးကျနေ၏ဒီအမှောင်ကိုငွေကြေးပြားကလေးများကလည်းလုံးဝအုံဖယ်ရှားမပြစ်နိုင်သောဖြင့်ရာဇကြိုးမျိုးတော်ကြီးမှညှဉ်းလွာယုံအောင်၌အိမ်မောကြ၍နေလေတည်းတိတ်တာမလေးရောက်တို့သည် ။ညာဇကြိုမျိုးတွင်တို့ချင်းနေဝင်ရောက်လာလေသည် သူတို့သည် အစာရေစာတို့ကို မစားတော့ရသည့်အတွက်ရင်ထဲ၌အပူမီးတို့တရှိန်ရှိန်တောက်လောင်နေကြသည်သည့်အတွက်ပြင်းစွာဟစ်ကြွေးလျက်ညီတန်းငူယူကြကုန်၏။ အရှင်တို့တခင်တို့မြို့သူမြို့သားအပေါင်းတို့ ကျွန်တော်မတို့ဟာရာဇကြိုစည်းကြီးတဲကဈေးတယ်လေးဦးဖြစ်ပါတယ်အပြောဆိုချိုချိုသားသားနဲ့ဆက်ဆံပြီးအလေးတင်းတောင်းတွေကိုကြတော့မမှန်မကန်ချိန်တွေရောင်းချပြီးစီးပွားရှာဖွေခဲ့ပါတယ်စီးပွားပြေလဲပေမဲ့လည်းအမှုကျင့်ဆိုးတွေကိုရက်တန်းကမရက်ကုသိုလ်ရေးကိုလည်းအလေးမထားလောဘတွေတိုက်ပြီးငွေကိုသာတွင်တွင်စုမိခဲ့ကြပါတယ်အိုး ရှင်တို့သခင်တို့မြို့သူမြို့သားအပေါင်းတို့ကျွန်ုပ်တို့လေးဦးဟာမစားရက် မတောက်ရက်မလူရက်မတန်းရက်လောဘရမတ်တို့နဲ့ရှာဖွေစုဆောင်းလာခဲ့ကြတာငွေကြေးတွေအတော်ပဲရပါတယ်။ဒါပေမဲ့အကျွန်ုပ်တို့ကွယ်လွန်တဲ့အခါအဲ့ဒီငွေကြေးတွေကို တပားသူတွေကသုံးဆွဲနေကြပါရောလား။အဲ့ဒီငွေကြေးတွေစုမိဆောင်မိအောင်ကောက်ကျစ်စင်းလဲစွာနဲ့ရှာဖွေခဲ့ရတဲ့အကျုံးတို့မှာတော့အဲ့ဒီငွေကြေးတွေကိုလည်းမတုံးဆွဲရစားရမယ့် တောက်ရမဲ့ငန်းငက်အပြက်ပြက်ဖြစ်ပြီးအငက်ဘေးဆိုင်နေရပါပြီးထမင်းပေးပါရေပေးပါအရှင်သခင်တို့ဒီလိုမျိုးအာခေါင်ချိ၍អော်လိုက်တော့အတန်ကညင်းလွာယုံကိုစုပ်ဖြဲနွားချလိုက်သည့်အလားရာဇဂြိုမျိုးကြီးတစ်ခုလုံးမှလည်းတုံခါသွားသည်နှင့်အမြမျိုးသူမျိုးသားအပေါင်းတို့မှပြိတ္တာអော်တန်ကြောင့်အထိတ်တလန့်ဖြစ်သွားရသည်ရုပ်ရုပ်တဲတဲဖြစ်သွားရသည် မျိုးတစ်ခုလုံးလည်းပြက်သွားမတဲ့တုံလုံးချောက်ချားသွားရတော့၏ နှစ်ရက်မြောက်သောမိုးတောက်အယုံတက်မှာတော့မြို့သူမြို့သားအပေါင်းသည်ဖျားရှင်အမှုရှိသောတန်ဃာတော်တို့ကို ပင်းဖိတ်ကြ၏။ဆွန်ခဲဖွယ်ဘောစင်တို့ဖြင့်လှုပ်ကြွေးပြုစုကြ၏။ပြီးလေလင်ခြောက်များတုံလုံးခဲရလေသောအဖြစ်ပြက်ကြီးနှင့်ဆက်လင်း၍ရှောက်ထားတိုင်ကြကြလေ၏တွင်မြတ်စွာဘုရားရှင်လည်းဒါရကအပေါင်းတို့တင်တို့ကြားခဲ့ရသော ထို အော်တန်နှင့်ပတ်သက်၍စိတ်ဆန်းအောင်မဖြစ်ကြလေနှင့်ထိုအတန်တို့ကြောင့်တင်တို့အား ဘေးဥပဒေစုံတရားမရှိစေကြကုန်ထိုအတန်ကားရာဇကြိုမြို့ရဲအတွင်းမှ ကွယ်လွန်သွားရှာပြီးဖြစ်သောဈေးတယ်မလေးဦးကိုပြိတ္တာဘဝသို့ရောက်ရှိသွားကအစာနှင့်ရေငဲ့သဖြင့်အော်ဟိမီကျွေးကြသောအတန်ပင်ဖြစ်ချေ၏ခုမြကြလေ၏ထိုခါမှသာလင်မြို့သူမြို့သားအပေါင်းလည်းစိတ်သက်သာရာရကြလေ၏ မြတ်စွာဘုရားရှင်လည်းထိုပိတ္တာမလေးဦးအားအတိတ်ထံဖြင့်ခေါ်တော်မူပြီးတရားနာပရိသတ်အပေါင်းကိုထင်သာမြင်သာစေ၏ပိတ္တာလေးဦးကိုလည်းအကျွတ်တရားရစေရန်တရားဓမ္မတို့ကိုဟောကြားလေ၏ထိုနောက်ပိတ္တာမတို့၏မကောင်းမှုအကုသို့ကောက်ကျစ်ဆင်းလဲမှုစသည်တို့ကိုအခြေပြုကားငွေကြေးဥစ္စာစုဆောင်သည့်အတွက်ဘဝကူးမကောင်းပုံတို့အားအကြောင်းရင်းခံလျက်တရားနာပရိသတ်အပေါင်းအားဒေသနာတော်ကိုဟောကြားလေ၏ ထိုအခါတရားနာပရိသတ်အပေါင်းတို့လည်းဖောက်ဖောက်ပြန်ပြန်အလေးမမှန်တောင်းမမှန်ရောင်းဝယ်ဖောက်ကားမှု၏အပြစ်တို့ကိုထင်သာမြင်သာတတိတံဝေကရရှိကြကဒေသနာတော်အစုံ၌သောရာပတ္တိဘူတို့ဆက်ရောက်ကြလေတဲ့ပုံမြင်လေးကိုနားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ Channel လေးကို Subscribe လုပ်ပေးခဲ့ကြပါအောင်။နောက်ပုံမြင်လေးတွေမှာပြန်တွေ့ကြမယ်နော်။မှုရင်ရေးသားသူအားလေးစားစွာဖြင့် Credit ပေးအပ်ပါတယ်။ thank you